မြန်မာနိုင်ငံအလုံသမားတမတ်ကများအဖွဲ့ချုပ်ကအနည်းဆုံးအခကြေးငွေကိုတနည်းအလုံချိန်၈နာရီပေါ်မူတည်ပြီးတနိုင်ငံလုံးတပြေးညီတတ်မှတ်ပေးသွားဖို့အတွက်အလုံသမားအလုံအကိုင်းနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနကိုတင်ပြသွားမယ်လို့သိရပါဗျ။မြန်မာနိုင်ငံအလုံသမားတမတ်ကများအဖွဲ့ချုပ် CTUM အဖွဲ့ဝင်တဦးဖြစ်သူဦးဝင်းစောကဇန်နဝါရီလ28ရက်နေ့နောက်ဆုံးထားပြီးဆွေးနွေးလို့ရရှိတဲ့အချက်တွေကိုဝင်ကြီးဌာနကိုတင်ပြသွားမှာဖြစ်ပြီးတနည်းအလုံချိန်၈နာရီပေါ်မူတည်ပြီးတနိုင်ငံလုံးတပြေးညီစင်းတို့တတ်မှတ်ပေးဖို့နဲ့ တနိုင်ငံလုံးတပြင်းညီစင်းတို့သတ်မှတ်တဲ့နေရာမှာဝင်ကြီးဌာနရဲ့အစ်စတန်းကောက်ယူချက်အပေါ်မူတည်ပြီးဒေတာအလိုက်မဟုတ်ဖဲနဲ့ဖွင့်မျိုးမှုအဆင့်၁အဆင့်၂အဆင့်၃ဆိုပြီးသတ်မှတ်ပေးဖို့ဖြစ်တယ်လို့ဆိုပါရယ်ဝင်ကြီးဌာနကချထားပေးတဲ့နိုင်ငံတွင်းအ ਨੇ စုံအခကြေးငွေသတ်မှတ်ရမှာနိုင်ငံအဆင့်ဒေတာအဆင့်နဲ့လုပ်ငန်းကဏ္ဍအဆင့်သတ်မှတ်ဖို့တင်မတင် အနည်းဆုံးအခကျင်းငွေရဲ့အတိတ်ပဲနဲ့အနည်းဆုံးအခကျင်းငွေဆိုတဲ့ခေါင်းစဉ်အောက်မှာအခြားသောရှားပါးစရိတ်၊ထောက်ပံ့စရိတ်နဲ့အချိန်ပိုစရိတ်တို့ပါဝင်သင့်မသင့်ဆိုတဲ့ခေါင်းစဉ်၃ခုအပေါ်မှာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံအလို့သမားတမက်ကများအဖွဲ့ချုပ်အနေနဲ့အနည်းဆုံးအခကျင်းငွေတမက်ရမှာအခြားသောထောက်ပံ့ခြင်း၊အချိန်ပိုခြင်း၊စုခြင်းငွေ စတာတွေမပါဝင်ပဲတရက်အလုံးလုံးချင်း၈နာရီအပေါ်မှာသာတွက်ချက်ပေးဖို့သဘောထားရှိရလို့သိရပါတယ်မြန်မာနိုင်ငံအလုံးသမားသမက်ကများအဖွဲ့ချုပ်အနေနဲ့အ ਨੇ စုံအခကျင်းွေတက်မှတ်နိုင်မှုဇန်နဝါရီလ16ရက်နေ့ကနေ17ရက်နေ့အထိ၃ရက်ကြာဆွေးနွေးပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်အလုံးသမားအလုံးအကိုင်းနဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့အ ਨੇ စုံအခကျင်းွေတက်မှတ်နိုင်မှုအတွက်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေအတွင်းရက်ပေါင်း20ကြာနိုင်ငံတော်ဝန်မှရှိတဲ့မြို့နယ်တရားရှိမြို့နယ်မှာစစ်တမ်းကောက်ယူသွားမယ်လို့သိရပါတယ်